25ခုနှစ်နိုဝင်ဘာလ29ရက်ကျန်သာပရိနေပါဒီနေ့မှာခုနှစ်ရက်သားမီးတွေအားလုံးတို့အတွက် numerology ဂဏန်းပင်ရကတော့ကံလွန်ကောင်းတဲ့နေ့ဖြစ်ပါတယ်အခွင့်အရေးတွေပြန်ရနိုင်မယ်ဆုံးရှုံးထားတဲ့ခွင့်အရေးတွေပြန်ရမယ်အလောက်ကန်ကိစ္စတွေတိုးချဲ့ရနိုင်မယ်အယောင်းဝယ်တွေတိုးတက်လာနိုင်မယ်ပြိပင်တားဆီးထားတဲ့ကိစ္စတွေနဲ့ပြန်ပြီးအခွင့်အလမ်းတွေပေါ်လာမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတွေရမယ် ကိုယ့်အိမ်မှာအလုပ်စတင်တာတော့အလုပ်တို့ချင်တာတော့အလုပ်သစ်စဖို့တော့အလုပ်ပြောင်းလဲဖို့တော့ကြုံရတတ်တယ်လစာဝင်ဝင်တိုးတက်ပါတယ်ဒီနေ့မှာခொနည်းသားမီးအလုံးကံကောင်းမလို့တွတ်ဆိုရင်တော့မနေ့စောမှာမျက်နှာတက်တဲ့အခါမှာအရဟံဂုံတော်ကိုအကျဉ်းကြီးပွားပြီးမျက်နှာတက်လိုက်ပါအရဟံအရဟံအရဟံဆိုပြီးတော့စိတ်တရားနဲ့ရင်ရွတ်ပြီးတော့မျက်နှာတက်ခြင်းအပြင်တနေ့တာလုံးကံထူကောင်းပါလိမ့်မယ်နော် ီနေ့တော့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအဆင်ပြေဖို့လို့တော့ကတော့မနေ့စောစောမှာလပည့်ရတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးမှပညာသင်ကြားဖို့အတွက်ဆောင်ရွက်ကြပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးတော့ကတော့မဟာဘုဗ္ဗေနဲ့နိယဇာတာပရိနိဘွားအဓိပတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်အဓိကကြတဲ့သူတွေအလုံးအောက်ွက်တဲ့သူတွေဖြစ်ပါနိုင်မယ်ဒီနေ့မှာ ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနေ့တာလုံးကံကောင်းမလို့အတွက်ဆိုရင်တော့ဒီမွေးနေ့ရှင်တွေအနေနဲ့ဇေတော်မြတ်ကြီးရဲ့မွေးနံတောင်းမှာတပြေဆယ်ညွန့်ထီးပြူဆန်တဲ့လူပါအဲ့မြတ်စွာဘုရားရှင်ကိုအသီးသုံးမျိုးခွဲစိတ်ပြီးဆွန့်လူပါဆွန့်ကံဖုန်းကြီးကိုအသီးနှစ်မျိုးလူပါကြီးခဲ့တဲ့မိဘဆရာသမားတွေကိုအဝတ်အထည်ကြောခြင်းဖြင့်တနေ့တာလုံးကံကောင်းမလို့အတွက်ကုသိုလ်မွေးနေ့ကြရရာဖြစ်ပါလိမ့်မယ်ခင်ဗျာ ဒီနေ့မှာအကျိုးပေးတဲ့စွမှုတဲ့ကဏ္ဍကတော့တက္ကနံ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေပေါင်းငွေကံကောင်းမှုလို့အတွက်ဆိုရင်တော့ပတ်စံရည်တဲ့ကိုအနီရောင်နှင်းစီပန်းတပွင့်ထည့်ပြီးဆောင်ထားလိုက်ပါခင်ဗျာဒီနေ့တော့ဈေးကော်နတ်ကော်ရောင်းပန်းသာဝယ်ပန်းနှောက်ဖို့အတွက်ဆိုရင်တော့မိတ်ဆွေများအနေနဲ့စိုင်ရှိတဲ့တဲ့ကိုမျက်နှာမူပြီးအချွေတမျိုးတောင်းရင်ဈေးရောင်းကောင်းမှလေးဆူတောင်းပါခင်ဗျာအမှုခင်းဂျုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုဂျုံနေတဲ့သူအတွက်သူ့ရဲ့အမိကိုရှင်ပြုံကြီးမှရေးပြီးတိနာရှင်ဆရာလေးကိုတူတန်းလိုက်ပါခင်ဗျာ ကျမ်းမာရေးအတွက်ဓာတ်စာဖြစ်နေတော့ဒီလိုနည်းမျိုးမှာကစွန်းရွက်ကြော်ကစွန်းရွက်ဟင်းကိုစပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအိန်တော်ရဲ့အချီးရဲ့မေတ္တာရဲ့အစဉ်ပြေချုံးမွေပါလိမ့်မည် အေးချမ်းသာယာဖို့အတွက်အေးနှစ်ခွက်ထိပ်ပြီးမြတ်စွာဘုရားရှင်ကိုဆက်ကန်လိုက်ပါခင်ဗျာ